ဲ့တော့ကျွန်တော်အများစုကဝေဖန်ကြတယ်ဆရာညီမင်းတို့ကိုဖိတ်ရင်တဲ့စာပြောပြောပဲဆိုပြီးနိုင်ငံရေးချောင်းတွေပဲပြောတယ်တဲ့ဟုတ်တယ်ကျွန်တော်နိုင်ငံရေးသမားမဟုတ်ပါဘူးဒါပေမဲ့နိုင်ငံရေးအချောင်းတွေကြီးပဲပြောတယ်ဆိုတော့တော့မဟုတ်ဘူးစာချောင်းပေချောင်းလည်းပါတယ်ဒါပေမဲ့ဆွဆွခံရတာအဲ့တော့နိုင်ငံရေးချောင်းကလည်းမပြောလို့ကမရဘူးလေကျွဲကူးယူပါတော့ပြောမှာအဲ့တော့နိုင်ငံရေးချောင်းကတော့ပါမှာပဲ တို့တော့စာပေကြောင်းလည်းပါပါတယ်ပါပါတယ်အဲ့တော့နည်းနည်းလေးစာကြောင်းပေကြောင်းမပြောခင်အဲ့နိုင်ငံရင်းလေးရပဲနည်းနည်းစားလိုက်အောင်မနစ်တနေ့ရောက်ခဲ့တဲ့ကျွာကိုလုံးမှာကိုစားရတာတဲ့ခက်တာကျွန်တော်ចောင်းဆရာဘွားလာတာဗျကျူရှင်ဆရာဘွားလာတာဗျကိုရှင်မှာအမားကြီးတွေပြောနေတာတော့လက်ပိုက်ပဲကြည့်မနေနိုင်ဘူးပု္ပ္ပာကြီးမားအတွက်ထားတာတော့ကျွန်တော်ကကိုလာကရဖို့အတွက်အမှန်ဆုံးကြီးမပေးနိုင်ဘူးမားတာတော့မားတဲ့ကြောင်ပြောရမှာ ကိုလုံးမှာကိုစားရတာတဲ့ဟုတ်တယ်လေကိုလုံးမှာကိုစားရတာဟုတ်တော့သူများလောက်တာသွားစားရိုက်ခံရမှာပေါ့ဒါပေမဲ့ဒါပေမဲ့နည်းနည်းလေးလုတ်ပြီးအများကြီးစားတာနဲ့အများကြီးစားရတာနဲ့အများကြီးလုတ်ပြီးမှငတ်နေတာတူပါမလားလို့ကျွန်တော်မငင်းဘူးနော်ကိုလုံးမှာကိုစားရတယ်ဆိုတဲ့စကားကိုကျွန်တော်မငင်းဘူးနော်နေနေလေးလုတ်ပြီးအများကြီးစားခွင့်ရှိတာနဲ့တဏီကုံလုတ်ပြီးငတ်နေရတဲ့ဘဝတူမလား မတူဘာလို့မတူတာလဲနိုင်ငံရေးအခြေအနေမတူလို့အခွင့်အရေးတွေမတူတာလွယ်လွယ်လေးပဲ2015တော့ကျွန်တော်အမေရိကန်ကိုခဏရောက်တယ်ကျွန်တော်တကယ်တမ်းထမင်းလိုက်ကြွေးတယ်ဘူဖေးစားမလားတဲ့အေးစားမယ်လို့လွယ်အောင်ပြောကြပါစို့ခမကြီးတဲ့မှာဟင်းမျိုးပေါင်း300လောက်ရှိကျက်ဝက်အမဲသိုးစိတ်ကျက်ဝက်အမဲကြမ်းတိုင်းစားဘူးတဲ့သိုးမစားဘူးဒီမှာရှားတယ်သိုးသားကျက်စင်သားနောက်ပင်လယ်စားအစုံး ခယုခယုတို့ဘာလဲကနန်းတို့အများကြီးပဲအဲ့ဒီလို အမျိုးပေါင်း300နေပါရေခဲမုံမျိုးစားကြီးပဲ30တတိယမျိုးစား30ကလွင်းပြောကြပါစို့တယောက်ဘယ်လောက်လဲဈေးမကြည့်ပါဘူးတကယ်ကြမ်းစားစားမှာလေကျေငါ့ပွင့်ဟိုတယ်လို့စားတော့ပွဲကြီးကိုကျွန်တော်တို့အားပါစားရေးတာတဲ့ဈေးနှုန်းကိုကြည့်လိုက်တော့ 7.5ဒေါ်လာခொနဲ့တသမ5ဒေါ်လာပမာငွေနဲ့မမြောက်နဲ့နော်တထောင်နေထောင်ငါးနေနဲ့မမြောက်နဲ့မြောက်ရင်တထောင်ကျော်သွားလိမ့်မယ်သူတို့ငွေကိုသူတို့သူတို့အနေနဲ့ပဲတွက်မယ်တယောက်ကို7.5ဒေါ်လာနှစ်ယောက်စားတယ်ဆိုတော့15ဒေါ်လာဒါဆိုရင်ကျွန်တော်ကအဲ့ဒီမှာမနဲ့လဲအဲ့ဒါပဲစားမယ်ညနေလဲအဲ့ဒါပဲစားမယ်ဆိုရင်ဘယ်လောက်ကြတယောက်ထဲဆိုဘယ်လောက်ကြ15ဒေါ်လာပဲကြကျွန်တော်တကယ်ချင်းကပထေးမဟုတ်ဘူးစက်ယုံကအလုတ်သမားတာမန်အလုတ်သမား တည့်ကို၈နာရီလောလောကလာပြီပြောကြစို့တနာရီလောအားက15ဒေါ်လာရတနာရီလောအားက15ဒေါ်လာရသူတို့နိုင်ငံမှာတနာရီလောရင်ကျင်ငါးပွင့်စီရိုးနာလို့ဟာမျိုးမှာမှစားရမယ်အစားအစာကိုမနဲ့လဲစားနိုင်တယ်ညလဲစားနိုင်တယ်ဘယ်နှနာရီလောရင်တနာရီနှစ်နာရီလောရင် ပလင်းလေးပါလေးဖွင့်လို့ရတယ်ပြာလေးပါလေးပေါ့၃နာရီလောရင်စီးတဲ့ကအကျွတ်ဆက်၄နာရီလောရင် ဝယ်ထားတဲ့အိမ်အကျွေးဆက်ငါးနိုင်လုံးရင်နည်းနည်းပါးပါးစု6နိုင်9နိုင်10နိုင်ဘယ်သူမှ10နိုင်တဲ့ပို့မလုပ်ဘူးနည်းနည်းလုပ်ပြီးအများကြီးစားရတာ ਨੇ ကဲခုကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လှိုင်သာတို့ရွှေပြည်သာတို့မှာရှိတဲ့ကျွန်တော်နှမလေးတွေအထည်ကျုပ်ဆိုင်ဝန်ကောင်မလေးတွေတနေ့ကုန်လုပ်တယ်လေဘယ်လောက်ရ4600 4800 5600ထားပါတော့ဗျာ6000ဟုတ်ပြီတနေ့ကုန်လုပ်တယ်6000ရပြီသွားစားလေးစီလိုနာကိုအရိုက်တောင်ခံအောင်မှာ ကားကတော့ရကားကတော့မရှိဘူး6000ဟုတ်တယ်နော်စီဒိုနာမှာကော်ဖီတစ်ခွက်ကို9000လောက်ပေးရပါတယ်အဲ့တော့နင်းနင်းလုပ်ပြီးများများစားတာနဲ့တဏီကုံလုပ်ပြီးငတ်နေရတယ်ဘောဟာမတူဟာဆရာလဲဗျာအမေရိကန်နဲ့ဘာမှအတော့လာပြီးမရှင်းပါနဲ့မရှင်းပါဘူးမရှင်းပါဘူးဒီမိုကရေစီနှစ်ပြည်စေတာကြာနေတဲ့အောင်မြင်နေတဲ့နိုင်ငံနဲ့အခုမှဒီမိုကရေစီကိုစတဲ့နိုင်ငံနဲ့မရှင်းပါဘူးဒါပေမဲ့တခုတော့သတိပေးပြစီ အမေရိကန်မှာနေတာလူတွေလားနတ်တွေလားဗမာပြည်မှာနေတာဟောတရောင်းသားတွေလားခွေးတွေလားစကလုံးပြောင်းသွားတာတော့ခွန်းတော့ပါဗမာပြည်မှာနေတာဟောတရောင်းသားတွေလားခွေးတွေလားလူတွေပဲမဟုတ်ဘူးလားလူတွေပဲမဟုတ်ဘူးလားအမေရိကန်မှာနေတဲ့လူတွေကြတော့အောင်မြင်ပြီးတော့ဒီနိုင်ငံမှာနေတဲ့လူတွေကြမှာမအောင်မြင်ဘူးဆိုတာတနိုင်ငံလုံးငှက်နေရင်တနိုင်ငံလုံးညီလူမျှတွေမွေးနေရင်ကျွန်တော်မပြောဘူးနော် ရှိတဲ့လူတွေကထားเสียမှရှိအောင်ရှိပြီးတော့မရှိတဲ့လူတွေက စားเสียမှရှိအောင် ဖြစ်နေတဲ့အခြေအနေမို့လို့ဒီစကားတွေကိုကျွန်တော်တို့ကပြောနေရတယ်။ဒါကြောင့်နံပါတ်၁ချက်နည်းနည်းလုပ်ပြီးမှမှစားတာနဲ့စားခွင့်ရတာနဲ့အများကြီးလုပ်ပြီးမှနတ်နေရတဲ့ဘဝမတူဘူး။အဲ့ဒါဘာဖြစ်လို့လဲနိုင်ငံကြီးမတူလို့နောက်တစ်ချက်ဒီနိုင်ငံမှာနေပြီးဒီနိုင်ငံရဲ့နိုင်ငံရေးနဲ့မပတ်သက်ခြင်းလို့ရမှာ။ ရမလားမရဘူးဒီနိုင်ငံမှာနေတော့ဒီနိုင်ငံရဲ့ပညာရေးနဲ့ပတ်သက်ရတယ်ဒီနိုင်ငံရဲ့ကျမ်းမာရေးနဲ့ပတ်သက်ရဒီနိုင်ငံရဲ့လူမှုရေးနဲ့ပတ်သက်ရ